တဲ့တငယ်ချင်းကနှစ်ယောက်စာလောက်စာပြီး model လေးလိုပိန်နေတယ်။တင်ကတော့ကြောင်စာလောက်စာပြီးပေါင်နှစ်ယောက်လောက်ထွားနေတယ်။ဘာကြောင့်အဲ့လိုဖြစ်နေရလဲဆိုတော့စဉ်းစားဘူးလား။ဘာကြောင့်လဲဆိုတော့သိချင်တော့ဒီဗီဒီယိုအသင့်အတွက်ဖြေပါပဲ။တချို့လူတွေကဘာကြောင့်စားတဲ့လောက်ဝမလာလဲဆိုတော့ဒီဗီဒီယိုမှာရှင်းပြပေးပါမယ်။ပထမဆုံးကဇီဝကံမှာဖြစ်စဉ်အယံမြန်ခြင်း။စားတဲ့လောက်ဘာလို့ဝမလာလဲဆိုရင်ဇီဝကံမှာဖြစ်စဉ်မတာပိုလစင်ကြောင့်ဖြစ်ပါတယ်။လူတချို့ရဲ့ခန္ဓာကိုယ်ကကယ်လိုရီပိုပြီးငမြန်အောင်ကျွမ်းပါတယ်။သူတို့ထိုင်နေတဲ့အချိန်မှာတော့ တို့ခန္ဓာကိုယ်ကဘယ်တော့မှမရက်တဲ့ဆက်တလုံးလိုမျိုးစွမ်းအင်ကိုဆက်လက်လောင်ကျွမ်းနေပါတယ်။ဒါကြောင့်သူတို့ကပိုစားရမယ်ဝမနာတာဖြစ်ပါတယ်။တင်ရတော့ထမင်းလေးငါးလောက်လောက်စားရတဲ့နဲ့၆ပေါင်လောက်တက်နေပါတယ်။နောက်တစ်ခုကကြွက်သားနဲ့အစီရေကွာချချက်ပါ။ကြွက်သားအစီတက်ကီလိုရီပိုလောင်ကျွမ်းပါတယ်။အနားယူနေချိန်မှာတော့လောင်ကျွမ်းပါတယ်။ဒီတော့တဘာဝအလျောက်ကြွက်သားထုတဲ့ပိုရှိသူတွေဒါမှမဟုတ်ရင်ခလေးဘွားတော့လှုပ်ရှားမှုများသူတွေရဲ့ခန္ဓာကိုယ်ကဘာမှမလုပ်ခွင့်နေတာကီလိုရီဆက်လက်လောင်ကျွမ်းနေပါတယ်။သူတို့အိမ်နေချိန်မှာတော့လောင်ကျွမ်းတဲ့ကီလိုရီပမာဏက တချို့လူတွေလမ်းလျှောက်နေချိန်ထက်တော့ပိုများပါတယ်။နံပါတ်3ကတော့ anxiety need လို့ခေါ်တယ်။ clear calorie လောင်ကျွမ်းမှုပါ။ non exercise activity thermogenesis လို့ခေါ်ပါတယ်။စကလုံးကြည့်ပြီးမယ်ဒီပြရရိုးရိုးလေးပါ။ဒါကသူတို့တနေ့ကုန်လုံနေကြအသေးစားလှုပ်ရှားမှုအားလုံးပါပဲ။ခဏမငြိမ်ဖြစ်တာ၊ဟိုဒီစီလျှောက်သွားတာ၊ခြေချောင်းတွေတုံနေတာ၊လက်တွေလှုပ်နေတာ။တနေရာတည်းမတည်ငြိမ်တာ။ဒီလိုအသေးစားလှုပ်ရှားမှုတွေကတရက်ကို calorie ရာချိပြီးလောင်ကျွမ်းစေနိုင်ပါတယ်။ဒါကြောင့်မယ်အရင်တက်ကြွပြီးတနေရာတည်းမနေတဲ့လူတွေကဝါဖို့ခဲရင်ရတာပါ။ နောက်တစ်ခုကမျိုးရိုးဗီဇာပုံမှန်နင်းပြောရရင်တချို့လူတွေကအရန်ကောင်းတဲ့ DNA ကိုရတာကြတာပါသူတို့ရဲ့ဗီဇာကကယ်လိုရီပိုကြီးမြန်မြန်လောင်စေဖို့အစီအပိုသိမ်းမထားဖို့နဲ့အစာစားချင်စေကိုပို့ပြီးတော့ထိန်းညှိကြပါတယ်တစ်ချိန်တည်းမှာပဲတချို့ကျတော့ကိတ်မုတ်လေးတစ်ခိုင်လောက်စားလိုက်တာနဲ့ဘိုက်ခေါက်တစ်ခုလောက်ထွက်စင်နေတဲ့ဗီဇာမျိုးနဲ့မွေးလာကြတာပါနောက်တစ်ခုကဟော်မုန်း thyroid insulin leptin စတဲ့ဟော်မုန်းတွေကသင်္ခါနကိုလေ့ကျင့်ထိန်းချုပ်ထားပါတယ်တရရဲ့အခြေကအလုပ်လုပ်တာမြန်ရင်ကယ်လိုရီလောင်ကျွမ်းမှုကမြန်တယ် အင်ဆူလင်တုံ့ပြန်မှုကောင်းရင်အစီတိုလောင်မှုနည်းတယ်။လက်တဲဟော်မုန်းညီမြရင်ဗိုက်ပြေတာနဲ့စားလိုက်ရက်တယ်။ဒီတော့တချို့လူတွေကအများကြီးစားပေမဲ့သူတို့ခန္ဓာကိုယ်အတွင်းကဓာတ်ဖြစ်စင်နေတာသူတို့ပိန်ပန်းနေအောင်ထိန်းထားပေးတာပါ။နောက်တစ်ခုကဥရေရဲ့ဘက်တီးရီးယားတွေ။သင်ဥရေရဲ့ဘက်တီးရီးယားတွေကသင်ခန္ဓာကိုယ်ကိုအစားနဲ့ကယ်လိုရီဘယ်လောက်ဆုပ်ယူမလဲဆိုတာဆုံးဖြတ်ပေးပါတယ်။လူတချို့ရဲ့ဥရေရဲ့ပိုးမွှားတွေကတော့အစာချင်းတူရင်တော့ကယ်လိုရီနည်းနည်းပဲဆုပ်ယူပါတယ်။ဟုတ်ပါတယ်။လူနည်းကထမင်းတစ်ပွဲတည်းစားတယ်။ဒါပေမဲ့တစ်ယောက်က80ရာခိုင်နှုန်းလောက်ဆုပ်ယူပြီး နောက်တစ်ယောက်က40ရာခိုင်နှုန်းပဲဆုပ်ယူတယ်။ဒါကခန္ဓာကိုယ်ရဲ့လက်တွေ့ဖြစ်စဉ်တစ်ခုပါ။နောက်ဒီမျိုးကတရက်စာစုစုပေါင်းကဲလို့ကြီးတွက်ကြည့်ရအောင်။သူတို့ကတကယ်တမ်းသင်တင်တယ်လို့မစားကြပါဘူး။လူတို့ကအစားကြည့်ရဆိုပေမဲ့ဒီနေ့ကိုတစ်ချိန်တစ်ချိန်ပဲစားတယ်။ဒါမှမဟုတ်ရင်တေးစာနေနေပဲစားတယ်။ဒါမှမဟုတ်ရင်ဓာတ်ပြည်ကြအရမ်းမြင်တယ်။ဒီတော့တွက်ကြည့်လိုက်ရင်သူတို့ရဲ့တရက်စာစုစုပေါင်းကဲလို့ကြီးပမာဏနည်းနေပါတယ်။နောက်တစ်ခုကတော့နေထိုင်မှုပုံစံပါ။တချို့ကလမ်းပိုလျှောက်တယ်၊ပိုလှုပ်ရှားတယ်။လှုပ်ရှားတဲ့အလုပ်ကိုလုပ်တယ်။ဒါမှမဟုတ်ရင် ။တဘာဝအလျောက်ပဲတဏီဝန်ကဲလို့ရေလောင်ကျွမ်းနေတယ်။သူတို့အလုံးမသွားပြီမဲ့အလုံးသွားတဲ့လူတွေထက်တောင်ပိုပြီးလှုပ်ရှားနေကြပါတယ်။ဒီတော့နောက်တစ်ခါလူတစ်ယောက်ကဆင်းလောက်စားပြီးစိတ်လိုပိနေတာမြင်ဒါဒီသတိရလိုက်ပါ။ဇီဝကမ္မဖြစ်စဉ်ကြွက်သားလှုပ်ရှားမှုဗီဇတွေဟော်မုန်းတွေဦးလန်းကြောင်းတွေပိုးမွားတယ်။ဒီတိုင်းမှုပုံစံတွေကြောင့်ပါ။ဒါကသူတို့တက်တော့ဖျားပေးရဲ့စုပါပဲ။